အားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ည Channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစ်။ဒီနေ့မှာတင်ဆက်ပေးမယ့်သတိတံဝေကရပွဲဖြည့်ရမန်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါရှင်။မင်းကဘာကြောင့်နေတာလဲလှ။မောင်တီကရက်ဖြူလက်ကြံကိုမောလိုက်ပြီးအတွေးနဲ့ငေးနေတဲ့လှအောင်ကိုငယ်နိုင်ပြီးပြီဖိဟောင်လိုက်တယ်။ကြောင်တာမဟုတ်ဘူးမောင်တီ ငါဒီဝတ်တက်တဲ့အလုပ်ကိုယုံမုံးလာပြီကြာလီဝိလဲမာကိုလည်းကြောက်လာရေးကွာဟာဖီးယားဖြစ်မဲ့အုံနီခဲနဲ့မှလာတွေ့နေမှာကို နေပေါင်းမင်းကဒီဝတ်တက်တဲ့အလုပ်ကိုမှမလုပ်ချင်တော့ဒီထက်ဝင်ငွေကောင်းတဲ့ဘာအလုပ်ကိုများတွေ့ထားလို့တော့အုံနီခဲကြီးရဲ့ဒါနဲ့ဝိဆိုတာရောရှိလို့လားကို့လူကယုံရောယုံသလားမိတ်ဆမ်းမအောင်ခင်ဗျာသူတို့ပြောရင်မှအမီးတစ်ဖက်ကိုကောက်ဝါလိုက်တဲ့ သူနှကမ်းမွေးကြမ်းကြမ်းကြီးများကအမိကစီများပေးချမ်းနေတော့ပြောင်လဲနေသည်ဝိဆိုတာရှိတယ်တငယ်ချင်းမင်းတို့ငါတို့ကဗုဒ္ဓဘာသာဝင်တွေပါဝိမာအမြင်ငရဲမာအပါးတဲ့ရှေးကဝိဘတ်ခொနည်းကအခုဝိဘတ်ကဒုက္ခကရတဲ့မြန်နေငါတို့ကြောက်လာပြီကွာအလုတ်တစ်တော့တွေ့ထားပါတယ်ဒါပေမဲ့ဝင်ငွေတော့မရနိုင်ဘူးဒါပေမဲ့ဘဝကူတော့ကောင်းလိမ့်မယ်အဲ့လေစီးပွားဖြစ်တော့မယ်ပေါ့ ကြည့်လို့လားဘာလုပ်လဲကိုလူရဲ့ပြောစမ်းမအောင်ငါယဟန်ဝတ်တော်မယ်ဟေးလှအောင်ရဲ့စကားကြောင့်မောင်ဒီသားမကကျွန်တော်ပါအံ့ဩသွားတယ်ငါယဟန်ဝတ်တော်မယ်ကျွန်တော်တို့အလုတ်ကဝတ်သက်ယုံမှာအခါစားဝတ်သက်တဲ့အလုတ်ဖြစ်ပါရည်ဝတ်ရကောင်သက်ရင်တရားချက်ရရည်အလုတ်ကတိတ်ခက်ခက်ခဲခဲမဟုတ်သောတော်လေအကုသူများတာမို့လက်ရဲဆက်ရေးရှိဖို့တော့လူရင်း ည9နာရီထိုးတာနဲ့မြို့မြောက်ဖျားရှိဝတ်သက်ရုံကို အရောက်သွားပြီးခြေလက်လေးဘက်တုပ်ပြီးတန်းစီထားတဲ့ဝတ်အကောင်30ကိုတက်ပြီးရသည်။ဒီအလုပ်ကိုကျွန်တော်နဲ့မောင်တီလှအောင်တို့၃ဦးလုပ်ကြသည်။ကျွန်တော်တို့၃ဦးမှာအလျားတပေကျော်ခန့်ရှိ လေးဝင်းမျှောချောင်းပါဝတ်ထိုးဓာတ်ချောင်းစီရှိသည်။ကြားရီကခြေတလုံးမွေးရိမ့်လို့ရအောင်မြနေတယ်လို့အဖျားကလည်းတန်လျက်ဥလိုချော်နေသည် ဝက်ရဲနှလုံးရှိရာလက်ပြင်နောက်ကိုဓားကြုံနဲ့အားဆိုင်ထိုးချလိုက်ပြီးဆွဲနှုတ်လိုက်တာနဲ့ဝရကောင်အဖို့မျော်ကြောင်မှလေဝင်ကအတန်တချက်ထွက်ပြီးဇီဝိန်ကျွေရမည်ဖြစ်တဲ့ဝရကောင်ကို ပေါ်တိုင်းလိုင်စင်စီကငွေတရားရတယ်။စေကောင်ကို၃မိနစ်နှုံးနဲ့ကျွန်တော်တို့လုတ်ပြီးနိုင်ကြတယ်။ဒီမှာဝက်ဖြတ်တဲ့လူကတည်တန့်ရှိတယ်။အများအပြားတော့အလုသမားများကဝက်မသက်ချင်ကြ။အင်းလေဘယ်သက်ချင်ကြမလဲ။မျက်စိအောင်မှာ ဝက်ကိုဓာထိုးတွင်ရတဲ့ဝက်တကောင်ရဲ့စူးရှစွာ နာကျင်အော်ရှင်ရင်အကျော်ဆွေးနေတတ်တဲ့မြင်ကွင်းကိုလှုပ်ဖို့ကြည့်တော့မကြည့်ရမမြင်လို့ကြောင့်ကျွန်တော်တို့ကရောမန်ယာကိုပြောရရင် ကျွန်တော်လည်းဒီဝက်သက်တဲ့အလုပ်ကိုမလုပ်ချင်းမောင်ဒီကတော့ငါကိုကလေးကလူပေလူတီစိတ်ချမ်းလူချမ်းမှုလက်ရဲဆက်ရဲရှိတဲ့ဒီကြားတဲ့အချိန်ရောက်ရင် အမဲသက်ယုံနွားသက်ယုံကို ကုပြီးနွားပေါ်ပေးလိုက်သေးတယ် ဒါကြောင့်ဝင်ငွေဖြောင့်ပြီးသုံးကျင်တလို့သုံးဖြုံးကျင်တလို့ဖြုံးနေလိုင်းပေါင်းစုံနေလှောင်းအောင်ကတော့ပီပီလူရိုးပါ သူကအမေမုတ်ဆိုးမကြီးနေနေတယ်ကျွန်တော်တို့နှစ်ဦးကပညာမဲကြသူများပြီးပြီးကန်ထရိုက်အလုပ်ပေါင်းစုံမှာ နေစားအလုပ်ကနေကုန်မှ၂00ကျပ်ပဲရှာရည်တမင်းချိုက်မပါကြသူများမို့ဆိုင်မှာဝယ်စားကြရတဲ့အခါပြန်ပါလာတဲ့ငွေကမဖြစ်စလောက် ဒီနောက်ပိုင်းငယ်ပေါင်းမောင်တီရဲ့အဆွေကောင်းမှုနဲ့ဝင်ငွေတစ်နှစ်တထောင်ခန့်ရှာတဲ့ဝသက်တဲ့လုပ်ငန်းခွင်တွေကိုရောက်လာရတဲ့ဝသက်ယုံမလာခင်၃ရောက်ပေါင်းအရင်နှလုံးကိုရေးစေးတင်လိုက်တယ်။ဒါမှသာရရက်ဆက်ဆက်လှုပ်ရတဲ့အလုံးမှာ စိတ်ဝင်စားပြီးလက်သွဲကြမင်းလောင်အမေမုံစိုးမကြီးကသူသားဝတ်သက်တဲ့အလုပ်ကိုလုပ်နေတာကိုလုံးဝမသိတကယ်ကိုဗတိသမဖရာသမဖြစ်တယ် လောက်အောင်အရက်တောက်တာကိုမနစ်သက်တော်လေအလုတ်ပန်း၍တောက်တယ်လို့နားလည်မှုရှိစွာနဲ့ခွင်းမလွတ်ခြင်းပဲလွတ်ထားရသည်။အနေထာယုံအလုတ်ကိုလောရပများလာတဲ့အခါလောက်အောင်ကစိတ်ညစ်လာတယ်။အရက်ကိုလည်းခါတိုင်းထပ်ပိုးတောက်လာတယ်။ဝတ်သက်ပြီးတိုင်းသူ့လက်တွေတုံနေတတ်တယ်။ဒီရက်အတွက်သူကအရက်ကို ပို့ပြီးတော့ဖိတောက်လာတယ်။ သုံးယောက်စလုံးဝမတက်ခင်လေတော့ဝတ်တက်ပြီးရုံကထွက်လာကြတဲ့အခါသွေးညီနန်းများနဲ့အတူမကြခဏစိတ်ရိုင်းများစကလုံးရိုင်းရိုင်းကြမ်းကြမ်းများလေးပါလာကြတယ်။ဒီကြတဲ့မောင်တီကအရက်သားမကဖဲပါရိုက်လိုက်သေးတယ်။ကျွန်တော်တို့ဖဲဝိုင်းကိုရောက်လာပြီးဆိုရင် အများအားဖြင့်အရင်ကစားနေကြသူများကထထသွားတတ်ကြတယ်။တခြားကြောင့်မဟုတ်လူကြမ်းကြီးမောင်တီကြောင့်ဖြစ်တယ်။ မောင်ဒီကဖိရှုံးလာပြီဆိုရင်ခါကြကဓမြောင်ကြီးကို သူရှိကျမ်းပြင်မှာထိုးဆိုင်ပြီးမူးမူးနဲ့ကျင်းလေရှိတယ်။မလိန်နဲ့ကွာနော်။မောင်ဒီအကြောင်းမင်းတို့သိတယ်။ဒီမှာတွေ့လား။ဒီလိုရှုံးမဲမဲလေရှိတော့ကျွန်တော်တို့အထူးသဖြင့်မောင်ဒီပါလာရင်ဖေးဝိုင်းကပြက်လေရှိတယ်။ကျိန်ဝိုင်းမူလူသိမခံရဲရတဲ့အထိမောင်ဒီလိုပြဿနာကောင်းနေရှင်ပြီးဘသူမှအမိုက်ကမ်းမကုံကြီးကျွန်တော်နဲ့လှအောင်ကမလိုက်ချင်ကြ။ အကြောင်းကြောင့်တော့မောင်တီရဲ့ကျေးဇူးကို ထောက်ပြီးလိုက်နေရခြင်းဖြစ်သည်။မောင်ရွှေနောက်ကြလကြည်လားကွာခုနှစ်နာရီထိုးတော်မယ်။မောင်တီကဓားကြုံကိုလဝါလက်ဖျားနဲ့တိုင်ရင်မူးငွေ့မပြေဟန်နဲ့လှမ်းပြောရီ။ကြောင်းတော်နေလို့ပါကွာ။ဘာကြောင်းလဲကွာ။စာတင်ကန်းနဲ့မင်းနဲ့ဘာဆိုင်လို့လဲ။ဟိုကောင်ရောမလာသေးဘူးလား။လှအောင်ဒီနေ့ကစပြီးတော့မလာတော့ဘူး။ဘာကွာဘာပြောရီ။သူနောင်ကိုလဲလာနိုင်တော့မှာမဟုတ်ဘူးမောင်တီ။ ူဒီနေ့ပဲဥပစင်တက်သွားပြီ။ဟာကွာဒီကောင်အတော်ကြောင်နဲ့ကောင်ကွာ။သူဒီလိုဖုန်းကြီးဝစ်လိုက်တော့သူ့အမေကိုဘသူကရှားကျွေးမှလဲ။ပူစရာမလုံးမောင်တီ။ဟာပူရမှာပေါ့ကွာ။တမင်းမစားပဲနေလို့ရမလား။သူ့အမေလည်းဒီနေ့ပဲတီလာရှင်ဝစ်သွားပြီ။အေးကောင်းတာပေါ့ကွာ။သုံးယောက်မှတယောက်ပဲ့သွားတော့လေ။ဒီအတွက်ငါတို့ပိုးရတာပေါ့။လာတလုံးထောင်ပြီးရင်တော့ဝတ်သက်ယုံသွားမယ်။ဘာငိုင်းနေတာလဲကွာ။ မင်းလည်းလှအောင်ကြောင်းတယ်လို့ကြောင်းမနေနဲ့လာအချိန်မရှိဘူးမောင်ဒီကဒဲအိန်လေးကိုဓာတ်ကိုထိုးသွင်းရင်းနဲ့မာတန်းချစ်တို့လိုင်းစင်စီအရက်ဆိုင်ကိုခြေလန်းလှမ်းလိုက်တဲ့မျက်လုံးထဲမှာတငယ်ချင်းလှအောင်ရဲ့သင်္ကန်းဝတ်မြင်ကွင်းကိုမြင်နေမိတဲ့တိမ်ထွက်တော့လှအောင်ရဲ့ပဂရိအင်္ဂါရုပ်ကစူးရင်ကြောင်ကြမှုမရှိတော့ရက်ဆက်ကြမ်းကြုံမှုအလင်းမရှိပီတီတီကြီးတဲ့အင်ဒူရီနဲ့ငင်းချမ်းစွာကြက်တီရှိတဲ့ လောက်အောင်နဲ့မောင်ဒီတို့နှိုင်းရှင်ကြီးလိုက်တဲ့ခါစီနဲ့ရေလိုကွာနေတယ်။မိမိနဲ့ရော။အင်းရွှေပုံထီးနေတော့အပုံကြီးကွာတယ်။တို့တို့သုံးတမ်းမိတယ်။ဒီနေ့မောင်ဒီနဲ့နှစ်ယောက်သာမာတန်းချစ်တို့အရေးဆိုင်မှာမနက်စာပတ်ပြီးပြန်အောင်လမ်းမမမျောလင်းမဲစွန့်ခန့်ကြွာလာတဲ့ဥပဇင်းလှအောင် ဘွဲ့အမီဥဝိမလာနဲ့ပတ်ပင်းဆောင်ကြတယ်။ကျွန်တော်တို့နှစ်ယောက်ကိုတွေ့တော့ဥပစင်ကြီးကဇက်ကုအိမ်ထွေကိုချပြီးရက်ရှာတယ်။ငယ်ငယ်ချင်းလေးဖြစ်လောက်ဖို့ကင်ဘက်လေးဖြစ်ခဲ့ဘူးတဲ့ပြင်တင်ကန်းရဲ့အရှင်ကြောင့်ကျွန်တော်အလိုလိုဝှက်ပြေးပြီးသားဖြစ်သွားတယ်။မောင်ဒီကတော့ခက်တီဒီမတ်တဲ့ရမပြတ်။နေကောင်းရဲ့လားတကားကြီး။မှန်ပါကောင်းပါလေဖေ။ကိုတော်ရော စွန်ကွန်တင်းတင်းပါရဲ့လား။တင်းတင်းပါရဲ့တကားကြီး။ ဒါနဲ့ဒကာကြီးတို့ဟိုအလောက်ကို လုံနေတော့မဲလားမမမဖေဟာဒီဒီအလောက်ကလွဲပြီးတော့တခြားဝင်ငွေကောင်းတဲ့အလုံမတွေ့သေးတော့ဒါပဲမှီလုံနေရပါလေဖေဟာစွန့်ချိန်တက်မှာပြီးဒကာကြီးတို့ရေဒကာကြီးတို့လည်းအသက်ငယ်ကြတော့တာမဟုတ်ဘူးရောဒါဆိုတဲ့ရက်ဆက်ကြမ်းကြုံမှုနဲ့အသက်မွေးတာအတမအာစီဝလို့ခေါ်ရီယခုဘဝလည်းမကောင်းဘူးတာလွန်ပြီးတော့နောက်တက်မလွန်တန်းတရားမှလေဒီအကုသို့အကျိုးဆက်ကြောင့် အဖန်905ကဘာခံရစမရိတ်ပေတကားတို့ပြစ်စုံပံမျက်မှောက်ပြုတော့ဝင့်မာအမြဲငရဲမာအပါတဲ့ဒါကြောင့်ဥပစင်အကြံပြုခြင်းမာရီဝင်ငွေနဲတော်လဲတမအာဇီဝဖြစ်တဲ့တခြားအလုပ်ကိုပြောင်းလုပ်ကြပါရတဲ့အချိန်ကလေးမှာဖရာတရားအာယုံဆိုင်ပြီးဘဝနာအလုပ်ကိုလုပ်ပြီးကြပါဒါမှလောကီလောကုတ်တရားနှစ်ပြအကျိုးပြီးကောင်းကြလိမ့်မယ်တကားတို့နားလေရဲ့လားမှန်မဗျာတကားကြီးမုံတီရော ကိုတော့အလုပ်ကိုတော့လုပ်ပါကျုပ်တို့နှစ်ယောက်ကိုအကျိုးစီးပွားပြတ်အောင်တော့မစည်းရုံးပါနဲ့မောင်ရွှေသွားစို့မောင်တီရဲ့လေတံနဲ့မျက်နှာထားစကားကြောင့်ကျွန်တော်ဥပစင်းကိုလွန်စွာမှအားနာသွားရပါ ರಿ တိုးတော့လေဥပစင်းကြီးကစိတ်ဆိုးဟန်မပြခွန်းတုံလည်းမပြန်တော့လာလေကွာမောင်တီကဒေါသနှော်တဲ့လေတံနဲ့ဒုတိယမိထက်ခေါ်ရီအရှင်ဖေဒီဒီဝိတုငွေကလေးလူလူပြားစီဖေ ကျွန်တော်ကအင်ဂျီအိတ်ထဲမှာကြံနေတဲ့ငါးစိတ်ရန်တရွက်ကို ထုတ်ပြီးဥပဇင်ကြီးတပိတ်ဖုံးမော်ကိုတီအိုတတိကတ်လူတင်လိုက်တယ်။သာဓုသာဓုသာဓုတကားကြီး။ဤကုသိုလ်ဤကောင်းကျိုးကြောင့်လောကဆင်းရဲဝိဆင်းရဲပေါ့မှလွတ်မြောက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေတည်း။သွားပြီအောင်တော်တကားကြီး။အကြောင်းကြီးနေရှိရင်ဥပဇင်ကြောင့်ကိုလာခဲ့။တော်တော် ဥပဇင်းကြီးကမျက်လွာချပြီးရှေ့တထောင်ကိုရှုကာဆက်လက်ပြီးကြွသွားခဲ့၏။မောင်ဒီကကျွန်တော်ကိုအန်ကျိတ်ကြည့်နေရင်"ဘာလဲ။မင်းကသူ့ကိုတိတ်ပြီးတော့ကြီးညိုနေသလား။ငါတို့မလုံနိုင်တဲ့အလုပ်သူတော်ကောင်းအလုပ်ကိုသူလုပ်နေတာကွ။တော်စမ်းပါကွ။မင်းစောစောကငွေ90ရာအရက်တစ်ပိုင်းရတယ်ဆိုတာမင်းလုံးဝမစင်စားမိဘူးလား။ကျွန်တော်နားနှစ်ဖက်ကိုပိတ်လိုက်တဲ့လောက်ပေါ်ကင်ဘတ်မှုသာတင်းကြီးခံနေရ၏။ကျင်းသေးပေါအပေလာတော်မူ။ ဇမင်းသားကြီးပန္ဒရာကြီးလင်ကပြသွားတဲ့တပ်ပဗုဒ္ဓဇလံကိုဒီကောင်မကြည့်ဘူးပြီနာမထောင်ဘူးဘူးနေတူရီမြတ်စွာဘုရားရဲ့လူဘဝကရောက်ဖတော်ခဲ့တဲ့တပ်ပဗုဒ္ဓရှင်ဘီရင်သည်မြတ်စွာဘုရားရှင်နဲ့ယဟန်900တို့စွန့်ကြွာလာတဲ့လမ်းမမှာအယက်သေးစားမှုပြီးယခုမောင်တီပြုမှုတကဲ့သို့စွမ်းလောင်းလူချင်းအမှုကို ပြည့်ရည်ပြုရီစန့်ကျင်ကန့်ကွက်တဲ့ဒီအာဟုတုကံတရားအမှုကြောင့်တပ်ပဗုဒ္ဓရှင်ဘီရင်သည် ခုနှစ်ရက်ရှိတဲ့အခါမှာတောင်းကျမ်းနေတဲ့သူ့စည်းတော်မြင်းကိုဘုံ90နန်းတော်ကဆင်းပြီးထိန်းလိုက်စဉ်မြေပြင်ခြေဘဝထီယုံများနဲ့ချက်ချင်းမြေမျိုးကငရဲကိုကြာခေရရီမောင်ဒီမင်းလည်းငရဲကိုဆင်းမှုဆေးရန်တက်နေပါလားမောင်ဒီဖဲဝိုင်းမှာဖဲရှုံးနေဝတ်သက်ပြီးညာဦးကရလာတဲ့ငွေများကုန်သွားရီသူပ္ပဆန်ကုန်တဲ့အခါကျွန်တော်ထံမှငွေတထောင်ထက်ချီပြန်နေတယ် မကစားရန်ထားတော့လေဖဲသမားကရှုံးမဲမဲနေပြီနောက်ဆုံးမတက်သာလူချီလိုက်ရသည်ချီလိုက်တဲ့ငွေတထောင်လေနှစ်လဲမြောက်မှာကန်ဆိုးစော်နေပါသွားခဲ့သည်ဒီနောက်အကောက်ခွက်ထဲမှာယာရန်နှရွက်ကိုဘသူမှဂယုမဆိုင်ပဲကောက်နိုင်လာပြီးအပြင်ကိုထွက်လိုက်လာသည်လာကွာအရက်တော့တောင်းမယ်ငါမလိုက်တော့ဘူးမောင်တီဘာလဲမင်းကတိုက်ရမှာစိုးလို့လားကျေးဇူးမကန်းတဲ့ငွေရွှေမဟုတ်ပါဘူးကွာငါသွားเสียရရှိလို့ပါ မလိုက်ချင်ရင်ရော့တရားထက်ယူသွားရော့ကျွန်တော်ကလက်ကြံငွေထဲမှာယာရန်တစ်ချက်ကိုထုတ်ပေးလိုက်တယ်ဖြက်ကနေဆွဲယူပြီးတမျောင်ကြီးခါးကြထိုးလို့မာတန်းချစ်တို့ဆိုင်ဘက်ကိုခြေလန်းချင်းကြီးနဲ့ထွက်သွားပြီးပါဇက်ကလည်းဆဲရည်သွားလိုက်သည်အချိန်ကမွန်တေးချင်းနေကလည်းပူလိုက်သမှချစ်ချစ်တောက်နေတယ်သူနဲ့လမ်းခွဲပြီးတဲ့နောက်ကျွန်တော်ကြံကြီးတစ်ခွက်ဝယ်ပြီးဥပစင်းကြီးကြောင်ကိုထွက်လာလိုက်တယ်ဖះเจ้าနေကိုခြေချလိုက်တာနဲ့ ကုမုတ်ရှင်စီဒီမှာညောင်ရွက်နဲ့ဆွဲလေးတို့ဒုတိခတ်တံကိုကြားလိုက်ရသည်ရှင်ထဲမှာအင်းငိမ့်ချမ်းသာသွားသည်เจ้าแนกูแล่นจี้ไล่တော့ဥပစင်းလှအောင်ကို ပလက်ကလေးထိုင်ပေါ်မှာပရိစိတ်ရင်တွေးလိုက်ကြရီလက်ထဲမှာပါလာတဲ့ချန်ကြီးကိုဖန်ခွက်ထဲမှာထည့်ပြီးကတ်လိုက်တဲ့အခါဥပစင်းကတာရုခေါ်ရီစုရီပြီးရီဒီနောက်တငယ်ချင်းဖြစ်ခဲ့ဘူးတဲ့မောင်ဒီကို အမတ်တရမေးရှာရီမပါဘူးလားရီကျွန်တော်ကသူ့အရက်ဆိုင်ကိုသွားချောင်းပြောမထွက် နားထောင်ကောင်းအောင်ညာပြောလိုက်ချင်တော့လေအပြည့်ဖြစ်မှာကြောက်တယ်။ဒါကြောင့်တုံနီဘာဝေနေလိုက်ပြီးဝှဖြေးလိုက်တယ်။ကုသိုလ်ကံနဲ့အကုသိုလ်ကံအကြောင်း စကားကောင်းပြီးနိုင်ဝက်ခန့်ကြတဲ့အခါမှာဖုံးတော်ကြီးចောင်းဝင်းလေးကို လူသုံးယောက်အပြည့်အလွာနဲ့ရေကြီးတုပ်ပြာရောက်လာကြတယ်။ကိုရွှေကိုရွှေဟေးဘသူလဲကွာကျုပ်တို့ပါအောင်တန်းစိန်နဲ့စမ်းလွင်ပါခမရတဲ့ငယ်ချင်းအရက်ဆိုင်မှာဓာတ်ထုတ်ခံရလို့ခမရကိုလာပြောတာ ဟေးမောင်တီလာဟုတ်တယ်အမြန်လာပါဘုံကနေ့ကျွန်တော်ထားလိုက်တယ်ရင်ထဲမှာလဲစိုးရိမ်စိမ်များကဘလောင်စုသွားတယ်ကျွန်တော်ထားလိုက်တဲ့အခါဥပစင်ကြီးလဲငယ်ပေါင်းဆိုတဲ့တန်ရောစင်စိမ်နဲ့ပလက်ကလေးထိုင်ကထားလိုက်တယ်ကျွန်တော်ကရှေ့ကနေခလုတ်တိုက်လဲပြိုနေပြေးသွားလိုက်တယ်တန်ချစ်တို့အရက်ဆိုင်ကိုရောက်တဲ့အခါဝိုင်းကုန်ကြည့်နေတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရတယ်။ရဲတပ်ဖွဲ့ဝင်တချို့ကလူအုပ်ကိုရှင်းနေကြတယ် ဒီမှာလူတယောက်ကိုလေလက်ထိတ်ခက်ရက်သားနဲ့တွေ့လိုက်ကြရီကျွန်တော်တို့လူအုပ်ကို တွန်းထိုးဖေးရှားပြီးကြည့်လိုက်တဲ့အခါမမြင်ရက်စရာကြောက်မက်ဖွယ်မြင်ကွင်းကိုတွေ့လိုက်ကြရီဖီးအားဖီးအားမောင်ဒီရဲ့သွေးရည်ချောနေတဲ့သွေးကွက်ထဲမှာတကြောင်လဲနေတယ်သူ့ရဲ့ဘဲပန်းနံကြားမှာတော့သူအမြဲသွားလေရာဆောင်းလေးရှိတဲ့ဝက်ထိုးတမြောင်ကြီးကတဝက်ကြော်ကြော်စူးနေဝင်နေတယ်မျက်လုံးအစုံကလည်းသူတက်ခဲ့တဲ့ဝက်များနွားများကဲ့သို့ပြူးချေပွင့်ထွက်နေတယ် ောင်တီတငယ်ချင်းမောင်တီဘလို့ဖြစ်ကြတာလေဗျာကျွန်တော်ကမာတန်းချိယောက်ျားကိုတင်မောင်ဦးကိုလှမ်းမိလိုက်တီပထမတော့သူအရက်တောက်နေတာပဲကွာအရက်တလုံးလဲကုံရောသွေးကစိုးကျင်လာတယ်ဒီရင်စေးဘောလေးကိုမိညိမယ်ဆိုပြီးသူနဲ့မျက်နှာချင်းဆိုင်မှာစီးကရက်တောက်နေတဲ့သူစီကိုမိတဲ့တို့သွားတောင်းနေဟိုလူကစီးကရက်ခေါင်းကြွသွားမယ်ငမိမ့်မစီမှာသွားတောင်းမှာလို့ပြောရကစပြီးတော့ကြည်ကျဲလှကြည်လာမောင်ဒီကွာ ဒီနေ့မှပုံမထားဘူးဆိုပြီးဓာတ်နဲ့ထိုးပါလေရောကွာဘလို့မှဆွဲလို့မရဘူးဟိုလူကပထမတော့ရှောင်ပေးနေတာပဲမင်းကောင်ကညင်ညင်ညံညံဆဲရေးပြီးဓာတ်နဲ့လည်းထိုးရောဟိုလူကလည်းသူ့ကိုယ်သူကကွယ်နေရာကနေမူးနေကြပြီကိုကွာဒီတင်အပြန်အလှန်ဓာတ်လူရာကနေမောင်ထီဓာတ်နဲ့မောင်ထီကိုထိုးထည့်လိုက်တာမြင်တဲ့အတိုင်းပဲမောင်ရွှေရမင်းကောင်ကစိုးပါလေကွာဖြေးရလေမောင်ထီရဲ့ကျွန်တော်တငယ်ချင်းလူမိုက် လူအန်တရဲ့အဖြစ်ကိုကြည့်ရင်တန်ရောစင်နဲ့မျက်ရည်ကျခဲ့ရီဥပဇင်ကြီးကကျွန်တော်ပခုံးကိုဖတ်ပြီးသူကြောင်းရှိရာကို ဖြင်းညှင်းစွာနဲ့ဆွဲခေါ်သွားရီဝေးဆိုတာလေတတ်တယ်လို့ကျုပ်ပြောခဲ့တော့ပဲတကားကြီးရဲ့ရက်ဆက်ကျန်းကျုပ်သူကနောက်ဆုံးမှာရက်ဆက်ကျန်းကျုပ်ချင်းတန်းနဲ့ပဲညီကုန်းချုပ်ကြရစမြဲပါပဲတကားကြီးလည်းနောင်တရဖို့အချိန်တန်ပါပြီတကားကြီးဥပဇင်းကြီးရဲ့တရားဓမ္မစကားများတန်ရောစင်များနဲ့ တမအာဇီဝအတမအာဇီဝရဲ့ဇိုးရုပ်ကြောင်းမတ်ပွေတန်တရားဝင်များကြောင့်ကိုကြားနာပြီးနောက်ဥပဇင်ကြီးကိုဥကုံချာကငားနေတဲ့အင်ရှိယာကိုအမြန်ပြန်လာလိုက်တဲ့အိမ်မော်ကို ရောက်တဲ့အခါတီအမ်အာထိုးထားတဲ့ဝတ်သက်ဓာတ်ကိုဆွဲနှုတ်လိုက်တဲ့ဒီနောက်ဓာတ်ကိုတင်းကျပ်စွာဆုပ်ကင်ပြီးအပြေးထွက်လာလိုက်တဲ့ငါတငယ်ချင်းကိုဒုက္ခပေးနေတာငါတို့ဘဝကိုတန်တရားအဆက်ဆက်မှာမင်းညစ်စွန့်ထင်းအောင်လုပ်ခဲ့နေတာ ငွေဖြစ်ပေမဲ့ကြွေပြစ်တယ်လို့တလဲမှာတော့ရောင်းချိန်ရောက်ကြရစမြင်အရှောင်ကြီးလာတဲ့အခါသွားပြီရောကွာဓာတ်ကိုအားနဲ့မြောက်ပြီးလွှင့်ပြဲလိုက်တဲ့သွေးညင်နဲ့ဆူညက်နေတဲ့ဓာတ်ကောင်အရှိန်နဲ့စီးနေတဲ့ချောင်းလေးကိုဖြန်းကနေကြပြီးရေပွားများလွှင့်စင်ကနေမြုပ်သွားတယ်ဒီနောက်ဥပစင်းရှိရာဒီပါအေးဇေဒီချောင်းပရာဂုတ်ကိုတလန်းချင်းတလန်းချင်း ။စာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရီရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။